အလောမမင်္ဂလာပါ။ The Great Godzilla Terror မှာဖြစ်ပါရင်တင်းတွက်မနှက်ဖြန်ငွေကြေးကန်ချီနေကိုဖတ်ကြားပြီးမှာဖြစ်ပါရင်အဲ့တော့မနှက်ဖြန်မှာငွေကြေးကန်ချီနေနဲ့ဆိုရင်တော်တော်လေးကိုစိတ်ချမ်းသာအမဲ့နေရမျိုးဖြစ်တတ်ပါရင်နော်အဲအလောက်ကန်ကြီးရနဲ့ပတ်သက်လို့ရှင်လေကိုရဲ့လုပ်ငန်းခွင်မှာရှိတယ်နော်ကိုရဲ့အထက်လူကြီးကကိုကိုချစ်တဲ့အတွက်ကြောင့်မို့လို့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့မုံမိုးပေးတာ သို့မဟုတ်အလို့အတွက်စူးစမ်းမှုအတွက်ပေါ့နော်ပေါက်ဆူးရတာမျိုးတွေယာရုတို့ဖို့အတွက်ပေါ့နော်စဉ်းစားထားတဲ့သူတွေရှိရဲဆိုလို့ရှိရင်လည်းပေါ့နော် အထက်လူကြီးနဲ့တင့်မြအောင်ပေါင်းကြည့်ပါ ပြောကြည့်ပါ ဆိုကြည့်ပါအစဉ်ပြေနိုင်ခြင်းရှိတယ်။တင့်ကိုအကူအညီပေးမဲ့ခြင်းရှိတယ်ဆိုတာမျိုးတွေ့ရတယ်။ တော့မနက်ဖြန်မှာကန်ဆန်းထားတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်လေငွေကြီးတန်ဖိုးကြီးမားသောပစ္စည်းကိုကန်ဆန်းမဲ့ပေါက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ငွေကြီးကြီးကြီးမားမားမြန်မြပြပြရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်နော်အဲ့တော့အလုတ်ကန်နဲ့ပတ်သက်ပြီးတော့လေလုပ်ငန်းခွင်မှာ အထက်လူကြီးတွေရဲ့ချစ်မွေးလေးဖြစ်တတ်တာမို့လို့အဲပတ်ဝန်းကျင်ရဲ့မနာလိုဝင်တုံမှုလေးတွေနော်ခလုတ်တိုက်တဲ့ခနဲ့တက်တဲ့ဇကားလေးတွေနဲ့ အဲလောက်တာမျိုးလေးတွေကိုတော့နည်းနည်းလေးတော့ပေါ့နော်ခံရမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်ဒါပေမဲ့ဒါကဘာမှမဖြစ်ပါဘူးနော်သူတို့အနေနဲ့ပြောပဲပြောနိုင်တာကိုယ့်ကိုယ်ပေါ်လက်ရှိနေရာကနေပြုတ်ကျသွားအောင်လို့သူတို့အနေနဲ့ဆွမ်းဆောင်နိုင်စွမ်း မရှိပါဘူးအဲ့တော့မနက်ဖြန်မှာပွဲလန်းသဖင်တက်စရာတွေရှိရဆိုလို့ရှိရင်လေကိုယ်အနေနဲ့ပေါ့နော်ဟာတတိယတတိယမကြီးမဟုတ်ဘူးဆိုရင်တော့မှတတိယဆိုင် တတိကြိုက်ဖမ်းနိုင်မယ်เนาะအဲ့လိုမျိုးပေါ်ခန့်ခန့်ထဲထဲနဲ့ပေါ့เนาะတတိကြီးတယောက်လိုမျိုးတတိမကြီးတယောက်လိုမျိုးပွဲလန်းသဖြင့်တက်ရောက်နိုင်မယ်ကိမျိုးမြင်ရပါတယ်ပဝင်းချင်းကတော်တော်လေးအထင်ကြီးတာမျိုးခံရမယ်နေမျိုးဖြစ်တယ်ငွေကြီးစည်းဝါးနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်လုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းကိုစီကိုပေါ့เนาะဒါကိုယောင်းဝယ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အာအမြတ်အစွန်မြများပြက်ပြပေါ့เนาะတလုံးတစ်ခဲတဲ့ ရတတ်တဲ့နေမျိုးဖြစ်တယ်ဆိုတာမြင်တွေ့ရတယ်။တချို့တွေဆိုလို့ရှိရင်ပေါ့နော်ကိုမရရှိလာတဲ့ငွေကြေးကိုမိသားစုကိုပေါ့နော်အများကြီးချပြနိုင်မယ်မိသားစုကိုမြတ်မြတ်ပြပြကြောနိုင်မယ်နေမျိုးဖြစ်တယ်ဆိုတာမြင်တွေ့ရတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မနှက်ဖြန်ကတော့တော်တော်လေးကိုစိတ်ချမ်းသာမယ်နေမျိုးဖြစ်ပါတယ်ဆိုတာမျိုး တွေ့ရပါတယ်နော်အဲ့တော့ပဝင်းကျင်မှာတော်တော်လေးအထင်ကြီးခံရမယ့်နေမျိုးဖြစ်ပါတယ်အဲ့တော့အလောက်ကန်ကြီးရနဲ့ပတ်သက်ရင်လည်းမနှက်ပြတ်မှာစတင်ဖို့စဉ်းစားထားတဲ့ကိစ္စမျိုးတွေရှိရဆိုလို့ရှိရင်စတင်ပြီးတော့လောက်ကန်လို့ရပါတယ်စတင်ရင်းနှီးလို့ရတယ်ဆိုတာမျိုးလေးတွေတွေ့ထားပါတယ်ဒါဆိုရင်ဒါမနှက်ဖြန်အတွက်ငွေကြေးကန်ဖြစ်ပါတယ်အဲ့တော့အားလုံးပဲအသက်ရှူတိုင်းငွေဝင်ကြပြီးတော့စီးပွားလှလှပါများတိုးပွားကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဤကုန်းချုပ်လိုက်ပါတယ်